Do, Rusların yan bunay. Do, tut. Vay, mu. Do, Rusların dua dua yan nafsa bunay bunay. Do, tut. Vay, mu. Okay, Jesus di bawah. Thank you. ခင်လိုက်ပေါ်ကျေးဇူးတူဒီပအောင်တို့အားလုံးဒီပါးနည်းနည်းလေးဖြစ်ပါစေအားလုံးကျန်းမာချမ်းသာကြပါစေကျမတို့မိဘလူကြီးဥပါပြည့်စက်ပြန်လို့ဒီတိနေ့ပြန်ကြရေးခံမှမှုနဲ့ဟုတ်လို့ပြည့်စက်ပြန်ပြီးပြောရေးဆိုခုနဲ့ဟုတ်ပါတယ်အဲဒီတစ်ပတ်ကျမတို့ဂျိပပြုလုပ်တဲ့ကျေးဘပြလို့တဲ့ဒီမေလာတင်းစာရှင်ရဲ့ဘွဲမှာဆိုရင်လက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံရေးစီးရေးအခြေအနေနဲ့ဒီတရတာတွင်ပြည့်စ ရှာမှုအခြေအနေကိုတည်ပြတော့မှာဖြစ်ပါလေ။အပရမဆုံးအနေနဲ့ဒီမှာကဒီနိုင်ငံရေးအခြေအနေကိုအနိုင်ငယ်အရှိပြလို့ပါပဲ။ကျမတို့ပြဆက်တဲ့အပြင်အနေမှာဒီလမှာလည်းကျမတို့ဂျွန်လ2ရက်ကနေ30ရက်နေ့အထိ အတပတ်တဲ့အပြစ်ခဲရစရိကိုကျမတို့တလတာအထက်မှတို့မြင်လိုက်ပါလေအလုံးတိကြတဲ့အတိုင်းကျမတို့မြန်မာနိုင်ငံဟာဒီငလင်တန်ကိုအစစောဘဝဆန်းစားနေရပါလေဒီငလင်တန်ဘေးတိပိတူများကိုလူတာချင်းဆန္ဒထောက်တာအဖြစ်ညီနာမမိတ်တို့ဖတ်ဖြစ်တဲ့ကျမတို့ PNL MND AA တို့ဟာဒီတလတာအပြစ်ခဲရစရိကိုပြီးခဲ့တဲ့ဒီဗီလာနဲ့ဝေလာ အထီးပေါ့နော်နလာတာအပိကရေဆက်ခဲ့ပါလေအတုပေမဲ့လည်းဒီငွေလေးနဲ့တင့်ပြည်သူများမှာငွေလေးနောက်ဆက်သွဲဖြစ်တဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆက်လက်လုပ်ဆောင်နိုင်ဖို့ကျွန်မတို့ဒီတလာတာအပိကရေဆက်ရေးကိုထပ်မံတွန်းမြင်လိုက်ပါလေဆိုဒီအတွက်ကြောင့်ဒီလအမ်လာကုန်ဒီကျွန်မတို့တလာတာအပိကရေဆက်ရေးထပ်မံတွန်းမြင်လိုက်တာဖြစ်ပါလေဟုတ်ကဲ့ က်ပြီးတော့မှလက်ရှိဖြစ်ပေါ်နေတဲ့ဒီဟာစီရေနိုင်ငံရဲ့အခြေအနေကိုဒီပြလို့ပါလေဒါစီရေအခြေအနေမှာကျမတို့ပြဆက်တင်နေတဲ့ဒီဒေသလာတာအပိခရေဆရေတူမြထားတော်တဲ့စစ်ကောင်စီဘက်မှလည်းဒီဒီအဒလာတာအပိခရေဆရေတူလည်းထက်တန်းတက်တန်းတွေတူထားတော်တယ်တကယ်မြေပြင်မှာဆိုရင်မြန်မာနိုင်ငံ ဆရာတွေဖြစ်ပြတာပိုးစစ်စင်တွေပြုလုပ်တာလက်နက်ကြီးတွေပြည့်ခတ်တာဒုံးနဲ့တက်ခတ်တာလေးစားတဲ့ပုံကျဲတာတွေစက်တိုက်လို့ဆောင်ပြရပါတယ် အာကျမတို့တောင်းတာမှာလေကျမတို့ပြည့်စက်တဲ့လူထိတ်ဆုပ်တဲ့ဒေတာမှာဆိုလေမြေပြထုတ်ပြင်းတင်မှာကျပေါက်ခါလို့ဒေတာမျိုးဆိုရင်စေရတို့ဖြစ်တင်တာထုတ်စစ်စင်တာမျိုးတွေပြုလုပ်တယ်လက်နက်ကြီးတွေပြုလုပ်တာတွေရပါတယ်ဆက်ပြီးတော့မှ drone နဲ့တိုက်ခတ်တာလေချောင်းဖြင့်ဘုံကျဲတိုက်ခတ်တာအစိမ့်ခွေဘုံတွေအတုံးပြအတုံးပြတိုက်ခတ်တာလည်းတွေ့ရပါတယ် ဒီမေလာတုံးမှာကျမတို့ထင်ကျော်ရတဲ့တာဖြစ်တဲ့နောင်ကျူတောင်ခမ်းတက်စကန်ဒီမှာစီကောင်စစ်တကထိုးစစ်စင်မှုတွေပြုလုပ်တာတွေ့ရပါတယ်ထိုးစစ်စင်မှုတွေပြုလုပ်တဲ့အတွက်ကြောင့်ဒီတိုက်ပွဲတွေဖြစ်ပွားလျက်ရှိပါတယ်ဒီမေလာတုံးမှာဆိုနောင်ကျူမှာဆိုတိုက်ပွဲတွေမကြမ်းခဏဖြစ်ပွားလျက်ရှိပါတယ်နောင်ကျူမှာဆိုရင်ရေပြူရကြောက်ချင်ရောဖြင်းဖို့တော့ရပလာရောတရေချူရောနောင်လီရောရပီရောပုံတင်းရောမခါရရတာ မန်မန်တော့ရောနောင်လေးရောနောင်ချူကြီးရောဘာမရောစားတဲ့ကြီးရောဒီမှာတိုင်ပွဲကြီးအပြင်းထန်ဆုံးဖြစ်ပေါ်နေတဲ့နေရာတွေဖြစ်ပါလေအဒီတိုက်ပွဲဖြစ်နေတဲ့နေရာမှာရောတိုက်ပွဲဖြစ်ပေါ်ခြင်းမရှိတဲ့နေရာမှာရောစိတ်ကောင်းစိတ်ကဆွမ်းနာပြတော့တယ်လို့ပဲလည်းနဲ့ကြီးပြင်ပုံချဲတိုက်ခိုက်တာအချက်ဖက်တာပြင်လေချောင်းပြင်ပုံချဲတိုက်ခိုက်တာမျိုးတွေလည်းတွေ့ရပါတယ်။နောက်ချုံမျိုးမှာဆိုကျွန်တော်တိုက်ပွဲပြင်းထန်တဲ့အရာအဲ့ဒီနောက်ချုံ ခြေရဘက်မှာလည်းစစ်ကောင်စီကကျက်ဖက်တာဖြင့်ပုံကျဲတိုက်ခိုက်တာမျိုးတွေရှိတယ်။ဒရုန်းဖြင့်320ချိန်ပုံကျဲတိုက်ခိုက်တာဒရုန်းဖြင့်တိုက်ခိုက်တာမျိုးတွေရှိပါတယ်။အကမ်းမှာလည်းဘုကုတ်မှာဆိုရင်ဘုကုတ်ဒေတာကိုလာရောက်ပြီးတော့မှပုံကျဲတိုက်ခိုက်တာမိုင်းလုံးကြောင့်မိုင်းမိုင်းငေါမန္တောစတဲ့ခြေရတွေမှာကျက်ဖက်တာဖြင့်ပုံကျဲတိုက်ခိုက်မှုကြောင့်ဒီအဲ့ဒါ အဆက်မပြတ်ဒီဘုံကျဲတိုက်ခိုက်မှုတွေရှိပါလေအချိန်အထိကတော့ကျက်ပါတာပြီ55ချိန်ဒုံးစစ်300ကျချိန်330ချိန်ဘုံကျဲတိုက်ခိုက်မှုက980ဘုံလုံးထိရှိပါလေဆက်ပြီးတော့မှစစ်ကောင်စီကကျမတို့ဖျက်ဆက်ပြန်တွေထိထုတ်ရဒေတာဖြစ်တဲ့မေလအတွင်းမှာဆိုရင်အစစ်လူခွေချိုးဖောက်မှုတွေချိုးဖောက်ရရှိပါလေ အဲဒီပုံကျဲတိုက်ခိုက်မှုမှာဆိုရင်စစ်ကောင်စီကဒီမှာတို့ထိန်းချုပ်ရတဲ့ပြည်ရဒေတာဖြစ်တော်မှာနောင်ချိုမိုးကုတ်မိုင်းလုံးကြောင့်မိုင်းမိုင်းကောင်မှာတို့အစားတဲ့မျိုးနယ်မှာဘုံလေးရင်ဖြစ်ပုံကျဲတိုက်ခိုက်မှုကြောင့်အရက်ကတည်ဆုံးမှုကခုနှစ်ဦးရှိပါတယ်။တရားရရတဲ့ဦးလေးက၁၇ဦးရှိပါတယ်။နေရင်ဒေတာအများပြပြည့်စည်ခဲ့ပါတယ်။နေရင်58လုံးထိခိုက်ပျက်စီးသွားပါတယ်။ပြီးတော့ပုံချီကြောင့်စာတင်ကြောင့်တွေလည်းထိခိုက်ပျက်စီးသွားတာရှိပါတယ်။ဟုတ်ကဲ့ အပေါ်ဒီမိုင်းဒီစမတ်ပြန်ပြားထားတဲ့လက်ရှိဒီစစ်ကောင်စီရဲ့ဒီလူခုရေးချိုးဖောက်မှုနဲ့ဒီမှာရဲ့စီးရင်နိုင်ငံရေးရှင်တွေဖြစ်ပါလေဆက်လက်ပြီးတော့မှဒီမှာလူရဲ့ပြည်ဆက်ပြန်ပြီးလှုပ်ရှားမှုမိသားစုလှုပ်ရှားမှုအခြေအနေကိုတင်ပြလိုပါတယ်ပထမအဦးဆုံးအနေဖြင့်ဒီမှာလူပြည်ဆက်ပြန်ပြီးမော်တော်ယာဉ်မှတ်ပုံတင်ကြီးကြပ်ရေးခန္ဓာက အခုလေးပြတော့မှာဒီမောင်းနိုင်စေတဲ့ဟာပြလို့ကိုကျမတို့ဆောင်ရွက်တာမျိုးတွေရှိပါတယ်။အဓိကရွေးချက်ကတော့ကျမတို့ဒီဒီတန်းဒေတာမှာတန်းပြီမှာဆိုပြီးတရားဥပဒေစိုးရိမ်လုပ်ငန်းတွေဆောင်ရွက်နေဖို့ဖြစ်ပါလေ။ရွေးချက်နေတဲ့ကမော်တော်ယာဉ်တွေရဲ့ဆက်လင်းနဲ့ဒီပိုင်ဆိုင်မှုတွေရောင်းဝယ်မှုတွေရင်တတ်မှုတွေရင်ပြောင်းဆုံးမှုတွေအစားရှိတဲ့ပြဿနာများကြောချစေရန်ဖြစ်ပါလေ။ဆက်လက်ပြီးတော့မှာမော်တော်ယာဉ်တွေကိုလည်းစနစ်တကျအသုံးပြု ပါတယ်မော်တော်ယာဉ်ပန်းချန်တဲ့သူတွေကဒီမော်တော်ယာဉ်တွေမှတ်ပုံတင်ထားပြီးတော့မှရင်းနှီးစင်နဲ့ရင်းမောင်းနိုင်စင်များပြုလုပ်ပေးရဖြစ်ပါတယ်ဒီမော်တော်ယာဉ်မှတ်ပုံတင်ကြည့်ချင်းရဌာနရဲ့လုပ်ငန်းစဉ်ကအတော့၄ခုရှိပါတယ်။အရင်ဆုံးဆုံးအနေနဲ့ကျမတို့တန်းပြည်ဒေသမှာရှိတဲ့အင်ဇီကားတွေ၊လုပ်ငန်းသုံးကားတွေ၊ခီးတက်တင်ကားတွေနဲ့ကုန်တင်ကားများကိုရင်းလိုက်စီအရင်လုပ်ပေးမှဖြစ်ပါလေ။စီမံချက်ကလည်းအနေနဲ့ကျတော့ကျမတို့ဒီ မေလမေလကနေစတင်ပြီးတော့မှဒီဇင်ဘာလအထိပြုလုပ်ပေးမှာဖြစ်ပါတယ်။လက်ရှိလက်ရှိမှာတော့ကျမတို့နမ်ဆန်မြို့နဲ့နမ်ခမ်းမြို့ကိုပဲအရင်ပြုလုပ်ပေးမှာဖြစ်ပါတယ်။နောက်ပိုင်းမှာကျမတို့ဒီလုပ်ငန်းတွေဆောင်ရွက်လာနိုင်တဲ့ဒီနောက်ပိုင်းမှာပြန်ပြီးတော့မှဒီတို့ချက်မှုလုပ်လာနိုင်တယ်ဆိုတော့ဒီကျမတို့ထိချုပ်ထားတဲ့ဒီမြို့နယ်ဆက်နွယ်မြို့အထိဒီကျမောင်းလမ်းအလေးရင်းနိုင်စင်တွေပြုလုပ်ပေးမှာဖြစ်ပါတယ်။တက မတ်ပုတ်ဒီမောင်းလိုက်ဒီမဲ့ပုံတင်စီစစ်မယ်ဆိုရင်ဒီလိုအပ်တဲ့ဆိုင်ရဲ့ဇာတ်လမ်းကျမတို့တမတ်ထားတဲ့လုပ်ငန်းအစီအစဉ်အစီအစဉ်တာတက်မဲ့အတိုင်းတိုင်းဆောင်ရွက်မှာဖြစ်ပါပြီဒီမော်ဒယ်ရင်းများမဲ့ပုံတင်ရလိုအပ်တဲ့အစီအစဉ်ကတော့ကျမတို့ပြန်လဲအစီအစဉ်ပါမယ် မော်တော်ရေးအကြံခံမှုကိုစစ်စစ်မှဖြစ်ပါလေ။နောက်ပိုင်းပြီးတော့ယင်မှတ်ပုံတင်ဆိုင်လေးဆက်လက်လို့ပြင်ဆင်ပြီးတော့မှဖြစ်ဆွေးရမှာဖြစ်ပါလေ။ပြီးတော့ယင်မှတ်ပုံတင်မှာဖြစ်ပါလေ။နောက်ဒီအဆင့်လေးအနေနဲ့ကတော့ယင်အာလိုင်စင်များမှတ်ပုံတင်ထုတ်ပေးမှာဖြစ်ပါလေ။ဆိုတော့လိုအပ်တဲ့ဒီအဆင့်ဆင့်ဒီတင်ပြမှုတွေကတော့ကျမတို့ဒီမော်တော်ရေးကြီးကြပ်ရေးဌာနထုတ်ပြန်ထားတဲ့အတိုင်းဖြစ်ပါလေ။ ဆလဗတမအဲကျမတို့အပြည့်အစက်တန်လေးမှာလူမှုကိုကြီးကြပ်ရေးဌာနနေတဲ့ဒီလုပ်ငန်းစီမံချက်အကြောင်းကိုအရှင်းလေးပြတတ်လို့ပါတယ်အဲကျမတို့ data မှာအထူးသဖြင့်ဒီတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေဒီတရားမျှတမှုတွေဆောင်ရွက်နိုင်ဖို့ကျမတို့ဒီလူမှုကြီးကြပ်ရေးလုပ်ငန်းတွေအဲ လူမှုကြည်ကြေးဌာနအနေနဲ့ပြန်ဖွဲ့စည်းတာဖြစ်ပါလေဒီလူမှုကြည်ကြေးဌာနဒီကျမတို့ပြီးခဲ့တဲ့ဒီ2016နှစ်ကတည်းကအောက်ချုပ်ရေးအောက်မှာဒီရှိထားပြီးတော့မှဒီ2025ခုနှစ်မှာဆိုရင်ဌာနတည့်ရဲ့အနေနဲ့အတိတ်အထရှိတာဖြစ်ပါလေအတိတ်ရည်ရွယ်ချက်ကတော့ဒီလူမှုကြည်ကြေးဌာန တမ်းပြည့်တွင်မှရှိတဲ့ပြည်သူရဲ့ပြည်သူအင်အားလူမျိုးစည်းမှန်ကိုတေချာပြုစုထိန်းသိမ်းထားနိုင်မှုဖြစ်ပါလေ။နောက်ခုကျတော့တမ်းပြည့်တွင်ရှိလူဘောထွက်စင်းများကိုစနစ်တကျကြံမဲ့ထိန်းသိမ်းထားနိုင်မှုဖြစ်ပါလေ။နောက်ခုကမှတ်ပုံတင်တဲ့ထုတ်ပေးခြင်းကြည်ကြဲခြင်းတို့ဖြင့်ဒီနယ်ကအခွင့်အရေးကိုခါပေါ်မြင့်တင်နိုင်မှုဖြစ်ပါလေ။ဆက်လက်ပြီးတော့မိဘပြည်သူများ၏ဘဝလုံးချုံရေး တန်းလို့ရှိလူမှုရေးနဲ့လူမှုကြီးကြပ်ရေးလုပ်ငန်းစဉ်များကိုစနစ်တကျအဆောင်ရွက်နိုင်ဖို့ဖြစ်ပါတယ်။ဒီလူမှုကြီးကြပ်ရေးဌာနရဲ့လုပ်ငန်းစဉ်မှာအထမတို့လက်ရှိချိန်ထိက၃မျိုးချထားပါတယ်။နံပါတ်၈မှာအတန်းတရှိ တော်ရီပါမြို့လေးမိဘပြည်လူများအားလုံးလူမျိုးစီစီပြည်တော်မှာအိမ်ထောင်စုစည်းရေးထုတ်ပေးမှာဖြစ်ပါလေ။နံပါတ်၄ချက်ကတော့တန်ပီတာမှတ်ပုံတင်စီစီထုတ်ပေးမှာဖြစ်ပါလေ။နံပါတ်၃ချက်မှာအတန်ပီတာမှတ်ပုံတင်စီစီထုတ်ပေးမှာဖြစ်ပါလေ။ဟုတ်ကဲ့ဆက်လက်ပြီးတော့မှာတန်းပီရှိတဲ့လက်ရှိဒီရောက်ပြီးစမူရေးလုပ်ငန်းကတော့ဆောင်ရွက်တဲ့အချိန်မှာဒီမူရေးစီမံတက်ပြည့်ရေးချိန်ကိုလည်းတင်ပြလိုပါတယ် ကျမတို့ပြည့်စက်တဲ့အနေထိချုပ်ထားတဲ့မုတ်ကုတ်ကုခန်နမ်စံနမ်တူနမ်ခန်ဆက်ရှိတဲ့မြို့နယ်တွေမှာမူရေးစေဝါရောင်းဝယ်ပြီးဆက်နွယ်မှုနဲ့မူရေးစေဝါ၃ဆွဲလို25ဦးကိုကျမတို့ဖန်ဆင်းနိုင်ခဲ့ပါတယ်ပြီးတော့မူရေးစေဝါမြို့ဆဖြစ်တဲ့ဒီမူရေးစေဝါရောင်းဝယ်သူတွေထံမှာရမစေပြတယ်ဘိမ့်ပြီးဘိမ့်မဲတွေဆက်ရှိတဲ့ဒီ ပိန်းချူပိန်းတဲ့တို့လည်းကျမတို့ဖန်စီရရှိခဲ့တာဖြစ်ပါလေဒီမူရီစေဝါရောင်းဝယ်တဲ့အုပ်တွေကိုကျမတို့ကလည်းမူရီစေဝါတက်ခဲရေဥပဒေနဲ့အရေးယူဆောင်ရွက်သွားမှာဖြစ်ပါလေမူရီစေဝါသုံးဆွဲတဲ့အုပ်တွေကိုတော့ကျမတို့အချင်းစာရိတ်တပြန်လည်ပြုပြင်ရေးစခန်းတို့ပို့ဆောင်ပြီးတော့မှသူတို့ကိုအချင်းစာရိတ်တပြန်လည်ပြုပြင်ခြင်းဖြစ်ပါလေ ဆက်လက်ပြီးတော့မှလက်ရှိဒီမေလာဒီမှာတမ်းပြီးအထုပ်ရေးဖက်နဲ့တမ်းပြီးရဲတပ်ဖက်တို့မှာလူထုတွေနဲ့တွေ့ဆုံပွဲဆွေးနွေးမှုပြုလုပ်ခဲ့ပါတယ်ဒီမြို့နဲ့မမ်းမြို့ဖြစ်တဲ့ကိုခန်နမ်ဆန်မိုင်းဝီနဲ့ဒီဘုံမြို့မှာရှိတဲ့ကျေးရွာ29ရာခိုလူထုတွေနဲ့အတော်ရောတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်အဲ့ဒီတွေ့ဆုံပွဲမှာဆိုရဲရွာအေးချမ်းတိုင်ရဲ့ဒီကိစ္စတွေကိုမှုဆောင်ရွက်နိုင်ဖို့ရဲရွာကပြည့်စ စတင်ကြောင်းများနဲ့လမ်းများကိုပြန်လည်ပြုကျင်နိုင်ဖို့နဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ရတဲ့ပြည်သူလူထုမှဥပါဆောင်ရွက်နိုင်ဖို့ရက်ွက်ကြေးရအုပ်ချုပ်ရေးမှူးများပြန်လည်ရွေးပြန်လည်ရွေးချယ်ပြင်မြင်အဆရှိတဲ့အရင်စည်းကမ်းလမ်းစည်းကမ်းတွေလည်းနိုင်ကြဖို့အပြန်အလှန်ဆွေးနွေးခဲ့ကြပါလေဒီတွေ့ဆုံမှုမှာကျမတို့လူထုရဲ့လူအချက်နဲ့လူထုနဲ့အမှန်တကယ်ကန့်ညီတဲ့ဒီဥစားမှုတွေပေးနိုင်ဖို့စီမံဆောင်ရွက်တာဖြစ်ပါလေဟုတ်ကဲ့ ဆက်လက်ပြီးတော့မှဒီတမ်းပြီးပြည်ရေးကောင်စီတီရစီမှဒီကျောင်းတွေစတင်လက်ခံနေပြီဆိုတဲ့အကြောင်းကိုပြပြလို့ပါလေကျမတို့တမ်းပြီးပြည်ရေးကောင်စီတီရတီရအစီအစီဒီကျောင်းတွေရဲ့ဂရင်းနေညာပြည်ရေးအခွင့်အလမ်းများရရှိစေဖို့ပြည်ရေးအရေးပြည့်ပြီးတဲ့ပြည်ရေးစနစ်ပေါ်ပေါက်လာစေဖို့ ်အင်ဂျင်နီယာရစ်နှစ်ကိုမကောင်းမှန်လားဆိုပြီးပြီးတော့မှ2022ခုနှစ်မှာစတင်ပြီးအင်ဂျင်နီယာကိုအကောင့်ထည့်ဖို့ခဲ့ပါတယ်။ပြီးခဲ့တဲ့2024 2025ပြီးငါတင်နေမှာပြည်စပ်ပြည်တွင်ထိန်းချုပ်တဲ့မြို့နယ် တ်တွေကျောင်းပေါင်း600ကျော်ဖွင့်လှစ်နေခဲ့ပါတယ်။လာမယ့်ဒီ2025-2026ပြည်နယ်တွေနဲ့တွဲလဲကျောင်းပေါင်း900ကျော်ဖွင့်လှစ်နိုင်ရန်မြန်မာပြည်တော်မှဒီဂျွန်လ10ရက်နေ့မှ17ရက်နေ့ထိကျောင်းများဆက်တင်လက်ခံလုပ်ပြီးဖြစ်ပါတယ်။မိဘပြည်သူများနဲ့ပြည်ပြည်နယ်များအားအကြောင်းအဲ့ရန်ဆက်တင်ပြီးတော့မှဆောင်ရွက်နိုင်ဖြစ်ပါလိမ့်။2025-2026ပြည်နယ်တွေမှာဒီမှာတို့ကဒီ KRC အကြောင်းခုနကိုရထားတဲ့ဟာရှိပါတယ်အဓိကတော့ကျမတို့ဒီဒီကျောင်းပေါင်း900ကျော်ခုနှစ်နိုင်ကိုရပြီးတော့လက်ရှိလောကနေတဲ့ဆရာသမားဥယျာဉ်နဲ့ကျောင်းသားဥယျာဉ်တွေလည်းကျမတို့မြန်မာသာရှိပါတယ်တို့ပဲလည်းရှိစီတိပါတော့ကျောင်းတွေတော့စတင်လက်ခံ ါပြီစတင်ပြီးတော့မှအကောင့်ထဲပို့နေပါပြီကျမတို့မြန်မာထားတဲ့ကျောင်းသားအရေအတွက်ကတော့လက်ရှိဖြစ်ဒီကျမတို့အဆောင်ခြေလေးဆက်ဖြစ်ပါတယ်အဒီအကြောင်းလက်ခံတဲ့အခြေအနေမျိုးကိုလည်းကျမတို့ဆောင်ရွက်နေတဲ့အခြေအနေဆက်ဖြစ်ပါတယ်ဒီ ပင်ရည်ကောင်စီ theory စီမှာဒီပါရာရဲ့ဆိုင်ရာလိပြအမောမန်တေနတွေကပြုလုပ်ခဲ့တာမျိုးတွေရှိပါတယ်ဒီလမေလာတဲ့မှာဆိုရင်ကုခာနံခန္ဓာတူမိုင်းငေါမှာတော့နတ်ဆာရှိတဲ့အစာရှိတဲ့ကြေးတော်တွေမှာဒီဆက်ဆံမအများပြန်လဲပါရာရဲ့ဆိုင်ရာမောမန်တေနတွေပြုလုပ်ခဲ့ပါတယ်ဒီမြို့ငါးမြို့မှာဆုံးဆရာပေါင်း140တုံးရှိပါတယ်ဆရာဆံမပေါင်း940တုံးရှိပါတယ် ပြီးတော့စုစုပေါင်းမှာဆိုဆရာဇမားမူထမ်းပေါင်း1840ခုကျမတို့ကပြည်နယ်မှုမှန်တင်နန်းတွေဆောင်ရွက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ဟုတ်ကဲ့နောက်ဆုံးအနေနဲ့မိဘပြည်သူများအနေနဲ့လက်တော်မှာဆိုကျမတို့ပြန်အကြတရားနေတဲ့အတိုင်းဒီကိုဗစ်ရောဂါနောက်ဆက်တွဲတွေပြန်လဲပါ အရှိလာတာကျွန်တော်တို့ပြင်ပါလဲအတွေ့ရှိရပါတယ်ဆိုတဲ့အတွက်ကြောင့်မိဘပြည်သူများလည်းကျမရေးတဲ့တူဘူးဆိုင်ကိုပေါ့နော်ဆက်ပြီးတော့မှဒီအခုကိုဗစ်ဆိုင်ရာကကိုရေးလိုက်လို့ဒီလိုက်တာကိုတို့အပ်ပါတယ်ဟုတ်ကဲ့ကျွန်မတို့ရဲ့ဒီဒေသရှင်နဲ့ပတ်အထူးသဖြင့်ဒီဒေသမှာဝင်ပြီးတော့ကျွန်မအားဒီမှာဒီနေရာမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်